ဦးဒီဝါဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှလည်းအမျိုးတို့ဤကိရ73ကီနော်ပတိရတော့မကြောက်73ကီတွေကဒီမနေ့မှ85ဆိုဆင်းတယ်ညနေမှဒီ3ခုဆိုပြီးတော့ဆင်းတယ်နော်ဒါအမျိုးတို့အတွက်ကိုလည်းဒီ3ရက်ထဲမှာကျွန်မအကောင်းဆုံးရှာဖွေပေးထားတယ်အဲ့တော့ YouTube ကအမျိုးတွေကိုလည်းအကောင်းဆုံးရှာဖွေပေးထားတယ်လို့ကျွန်မရဲ့အဖွဲ့ဝင်တွေကိုလည်းကျွန်မကဒီအပတ်မှာဆိုရင် ဒီပတ်မဟုတ်ဘောเนาะ၃ရက်ဒီ၃ရက်မှာဆိုလို့ရှိရင်ကျမကဇာတို့ပတ်ဒီ၆တလုံးပေးထားတာဖြစ်ပါတယ်ဒီ၆တလုံးဟာဆိုရင်သူကဗုဒ္ဓဖူးနေ့မနေ့မှာပဲ၃ည၆ဆိုပြီးတော့ main order ကဆင်းပြီးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကအဖွဲ့နေမှာပဲနှစ်ကြိမ်အောင်မြင်မှုရရှိသွားတယ်အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေကိုနောက်ထပ်ခဏန်းတလုံးဇာတို့တလုံးမင်းရော၃ွက်ဒူရော၂ွက်ကိုထပ်ပြီးတော့ပို့ပြီးထားတာဖြစ်ပါတယ်မျိုးလို့ရင်းနော် အဲ့တော့ကျွန်မရောက်လာဆိုရင်ဒီလိုကကလေးဖြစ်ပါတယ်မျိုးလို့ရေအဲ့တော့လာမယ့်အပတ်တော့ကိုဖွဲ့ဝင်ခြင်းနဲ့အမျိုးတွေကကျွန်မက၃ရက်အတွင်းအမခံပေးထားတယ်ဇာတို့ပတိတလုံးမင်းရော၃ကွက်ဒူရော၂ကွက်တကယ်လို့ကျွန်မပြလိုက်တဲ့ကဏ္ဍတလုံးဟာအစိုးရဆင်ခဲ့လို့ရှိရင် နောက်တဲ့ချိန်မှာအခုလိုမျိုးပဲလက်ဆောင်အဖြစ်နဲ့ထပ်ပြီးတော့ကဏ္ဍများကိုပို့ပေးတာဖြစ်ပါတယ်เนาะမျိုးတို့ ဲ့တော့စိတ်ဝင်စားမှုရှိလို့ရှင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါနော်အမျိုးလို့အဖွဲ့ဝင်မယ်ဆိုလို့ရှင်စပြီးတော့ဝင်လို့ရနေပါပြီနော်အမျိုးလို့အဲ့တော့အဖွဲ့စဝင်တဲ့အမျိုးတွေကမနက်ဖြန်မှာပတ်တီးတလုံးရမှာဖြစ်ပါတယ်ဒါမှမဟုတ်တောက်ကြညနေကနန်းထွက်ပြီးမှစဝင်မယ်ဆိုရင်လည်းဝင်လို့ရတယ်เนาะကျမက တနင်္လာမနေ့10ရက်နေ့ထိလက်ခံမှာဖြစ်ပါတယ်။ကနန်းများကိုတော့တနင်္ဂနွေည9နာရီခွဲကနေစပြီးတော့ပြန်လည်ပို့ပြီးမှာဖြစ်ပါတယ်မြို့လို့ရင်။အဲ့တော့စိတ်ဝင်စားမှုရှိတယ်ဆိုရင် ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပေးပါနော်မြို့လို့။မနေ့ဖန်အတွက်ကိုဇာရုပတိတလုံးမင်းရော3ွက်ဒူရော2ွက်လိုချင်တဲ့အမျိုးတွေရတော့စပြီးတော့ဝင်လို့ရနေပြီနော်မြို့လို့။ အဲ့ဒါဆိုရင်ကျမမနက်ဖြန်အတွက်ကိုပြပေးမယ်။ ရှစ်ကိုးပေါင်းမှာနော်ရှစ်ကိုးပေါင်းတော့ခွန်ခွန်ပါဝါကနှစ်ခွန်ရဲ့နှခါက၃ညသူကကြည့်နော်ဒီမနေ့ညမှာသူကဆင့်ပြရမယ်အဲ့တော့၄နဲ့၄နဲ့ပေါင်းမှာ၄၄ပေါင်းတော့ရှစ်ရှစ်ကိုဒီက၄နဲ့ပေါင်းမှာရှစ်၄ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ရဲ့နှခါက၄နှစ်ခွန်၄ အဲ့တော့ तू ကဟိုဘက်ဒီဘက်အပြီးဆင်းတယ်လို့ကြီးလဲဖြစ်တယ်เนาะမျိုးလို့အဲ့တော့ तू ကဘာအထိပြီးသွားလဲဆိုရင်ဒီကနှစ်တလုံးနဲ့ဒီကနှစ်တလုံးနဲ့မနေ့ပိုင်းမှာနှစ်သုံးဆိုပြီးတော့ဒီနှစ်တလုံးပဲထိတယ်เนาะမျိုးလို့ဘွားနေလားမသိဘူးရေးရေးရေးနဲ့မျိုးလို့မီးရမလာတော့အဲ့လိုမီးလုံးနေအနာကန်ရင်လည်းအဲ့ဒီလိုဖြစ်တယ် ီးလုံးကဝေးသွားရင်လည်းမျိုးတို့မှောင်မှာဆိုးလို့နည်းနည်းလေးတော့ထိန်ကြည့်နော်အဲ့တော့တဲ့သူကဒီနှစ်တလုံးမှာဆင်ပြီးသွားတယ်နော်အဲ့တော့နောက်တစ်ဘွဲ့ဆက်ကြည့်မယ်နောက်တစ်ဘွဲ့က3နဲ့4နဲ့ပေါင်းမယ်3လေးပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်ရဲ့နှက်ခတ်က3ညခွန်နှစ်3ညကဒီမနေ့ညမှာသူကထိပ်ပြရမယ်နော်ညကိုးနဲ့တင်းနဲ့ပေါင်းမယ် ကိုတစ်ပေါင်းတော့၃ည၃ညကိုဒီ၃ညနဲ့ပေါင်းတော့လေ၃ည၃ညရဲ့ပါဝါက၅၃ညရဲ့နက်ခတ်က၃ည၅ခွန်းသူကလည်းအပြီးဆင်းတယ်လို့ကြီးဖြစ်တယ်နော်အဲ့တော့သူကလည်းဗာထိပြီးွားလဲဆိုရင်ဒီခွန်းနဲ့ဒီခွန်းနဲ့ညနေပိုင်းမှာခွန်ကိုဆိုပြီးတော့ဒီခွန်းတလုံးနဲ့ဒီနော်မျိုးအဲ့တော့နောက်တော့ဝက်ဆက်ကြည့်မယ်နောက်တော့ဝက်က၉နဲ့ 6နဲ့ပေါင်းမယ်6 6ပေါင်းတော့9ငါပါဝါက3ညာငါရဲ့နှက်ခတ်က3ငါ3ညာ3ကလည်းဒီမနေ့ညမှာသူကထိပ်ပြရမယ်7နဲ့7နဲ့ပေါင်းမယ်7 7ပေါင်းတော့9 9 3နဲ့ပေါင်းမယ်9 3ပေါင်းတော့2 2ပါဝါက9 နှစ်ကဲနှခကလေးနှစ်ခုလေးရလေဒီမနေ့ညမှာ तू ကထိပေးရမယ်အဲ့တော့ तू ကဟိုဘက်ဒီဘက်ကပါဆင်းပြီးသွားလဲဆိုရင်ဒီငါးတလုံးနဲ့ဒီနှစ်တလုံးနဲ့ညနေပိုင်းမှာနှစ်ငါးဆိုပြီးတော့အပီးဆင်းတယ်နော်အဲ့လိုလေအပီးဆင်းတတ်တယ်လို့ဒီလိုလေကီးဖြစ်သုံးလို့ရတယ်နော်မျိုးအဲ့တော့နောက်တစ်ဝက်ဆက်ကြည့်မယ်6နဲ့4နဲ့ပေါင်းမယ်6 4ပေါင်းတော့3 သုံးပါဝါကရှိသုံးရနှခက9နည်းနည်းဆောင်းလိုက်မယ်နော်အခုကြမှာပြန်တဲပြီအဲ့တော့9နဲ့2နဲ့ပေါင်းမယ်9နဲ့ပေါင်းတော့ခွန်ခွန်ကိုဒီက1နဲ့ပေါင်းမယ်ခွန်1ပေါင်းတော့ရှိရှိပါဝါကတော့ရှိကနှခက9 နော်။ तू ကဟိုဘက်ဒီဘက်ကို तू ကဘာဆင်းပြီးသွားလဲဆိုရင်ဒီက၈နဲ့ဒီက၈နဲ့ညနေပိုင်းမှာရှိရှိဆိုဆင်းတယ်နော်။ဒီမှာလဲကီးရရှိထိတယ်နော်။ဒီ၃တလုံးက၃၆ဆိုပြီးတော့နော်။အဲ့လိုလဲကီးဖြစ်လဲ၃လို့ရတယ်နော်။အဲ့တော့မနေ့ကအတွက်အကန့်တော့က6နှစ်နှစ်နဲ့ပေါင်းမှာ6နှစ်ပေါင်းတော့ရှိတယ် ရှိပါဝါကတုံရှိကေနခကတိသူကမနဖန်နော်ချောင်းနဲ့ရှင်းနဲ့ပေါင်းတော့၄ဒီကို၅နဲ့ပေါင်းမယ်၄၅ပေါင်းတော့၉ကိုယ်ပါဝါကလီကိုရဲ့နခကချက် 6 6ဟိုဘက်ဒီဘက်ကိုအပြီးဆင်းမလားဒီဘက်ကအချင်းလေးလေးတစ်ချက်ထပ်ခေါ်မယ်နော်ဒီနေ့လည်းအဲ့လိုအချင်းလေးနဲ့ကတ်သွားတယ်ဒီ၃လုံးပေါင်းမယ်မျိုးလို့နော်အဝါရောင်လေးတွေခြေထားတဲ့၃လုံးပေါင်းမယ်ကိုယ်နဲ့ကိုယ်နဲ့ပေါင်းတော့ရှေ့ရှေ့ကို၄နဲ့ပေါင်းတော့နှစ် နှစ်ပါဝါကခွန်သူကဒီနှစ်ရက်အတွင်းနှစ်ရက်အတွင်းဆိုတော့ပါဆင်းပြီးလဲခွန်လေးတို့နှစ်သုံးလို့နော်ခွန်ရောနှစ်ကိုဆင်းပြီးတယ်အဲ့တော့နှစ်နဲ့6နဲ့ပေါင်းမှာ26ပေါင်းတော့8 8ကို3နဲ့ပေါင်းမှာ8 3ပေါင်းတော့1 1တပါဝါ6ဒီ6ကလည်းဒီနှစ်ရက်အတွင်းနှစ်ရက်အတွင်းပါဆင်းပြီးလဲဆိုတော့1 8တို့1ခွန်လို့ဒီတစ်တလုံး တော့တင်းနဲ့တင်းနဲ့ပေါင်းမယ်နှစ်နှစ်ကိုခုနဲ့ပေါင်းမယ်နှစ်ခုပေါင်းတော့ကိုကိုပါဝါက၄နှစ်ရဲ့အတွင်းကိုလေးချိန်နော်ဘာထိပ်ပြီးလဲကိုလေးလိုလဲဆင်းတယ်ခုကိုလိုလဲဆင်းတယ်ကိုကလေးရောဆင်းတယ်နော်အဲ့တော့၃ညနဲ့6နဲ့ပေါင်းတော့6 6ကို3နဲ့ပေါင်းတော့9 ုပါဝါကလီဒီနှစ်ရက်အတွင်းဘာဆင့်ပြီလဲတိကိုဆိုတော့ဒီကိုတလုံးထီတယ်တင်းနဲ့နှင်းနဲ့ပေါင်းမယ်တင်းနှင်းပေါင်းတော့3သုံးကို9နဲ့ပေါင်းမယ်သုံး9ပေါင်းတော့8 8ပါဝါက3နှစ်ရက်အတွင်းပါတိပြီးလဲဆိုတော့တိရှိဆိုတော့ဒီရှိတလုံးထိပ်ပြီ nên nên tin này bao mẹ nên bao nó tôn tôn ngủ xin này bao nó đi đi bao hoa cha đi chào bà lê này vậy thôi bà xin bị là tôn chào đủ tôn nhà chào đủ nó đi chào được luôn ở mà nạp hàng được nạp hàng được cả tôn nhà nên nên bao nó nên nên cũ ngã này bao nó không ွန်ပါဝါကနဲ့နော်မနက်ဖြန်မှာသူကလည်းထိပ်ပြရအောင်မယ်အဲ့တော့ဟိုဘက်နဲ့ဒီဘက်နဲ့ကတ်ပေးမယ်မျိုးလို့ဟိုကီးကိုအရင်ပေးမယ်ဒီက6လေး6ဒီမျိုးလို့မျိုးလို့ရှင်မရရှိထားတဲ့ခဏရှင်ရင်လည်းကတ်ထူเนาะယူတော့เนาะ ကြီးတီးကတော့မျိုးလိုမြင်တဲ့အတိုင်းမနှီးတိုင်းလိုလိုကိုထိနေတာနော်အဲ့တော့တဲ့အဲ့ထဲမှာကျမအကြိုက်ဆုံးကဏ္ဍနှလုံးကိုပတ်တိပေးမယ်ပတ်နိုင်တဲ့မျိုးတွေကပတ်မပတ်နိုင်တဲ့မျိုးတွေကတော့ရွေးထူမယ်ဆိုရင်လည်းရွေးထူနော်ကျမ96ပတ်တိပေးတယ်နော်အဲ့တော့ကီးကတော့မျိုးလိုတွေမြင်တဲ့အတိုင်းပဲမျိုးလိုရှိမှရရှိထားတဲ့ကဏ္ဍရှိရင်ဒီကီးနဲ့ကတ်ထူနော်ကီးကတော့နှီးတိုင်းပဲဝင်နေတာအဲ့တော့ကျမအဲ့ထဲမှာအကြိုက်ဆုံးနှလုံးဆွဲထုတ်တာတော့96ကိုကြိုက်တယ် ဲ့တော့ကိုးနေဆိုရင်ကပ်ပြီးမယ်နော်ကိုနဲ့ဆိုရင်ကိုရှိနော်ဒီဘက်နဲ့ဟိုဘက်နဲ့တွဲတာကိုတုံးကိုတီးပြီးတော့ဒီဘက်နဲ့ပြန်တွဲမယ်ကိုခွန်ကိုနဲ့နော် 6နဲ့6နဲ့ဆိုရင်6ရှိ6ခွန်ပြီးတော့အောက်ထဲမှာထည့်မယ်63 63ဒါရံွက်နော်ပြီးတော့6 1ဒါနဲ့တွေ့တာနော်မြို့တော့အဲ့ဒါပြီးတော့6နဲ့ဆိုရင်ဒီဘက်နဲ့တွေ့မယ်မ6ခွန်ပါတယ် 6နှစ်နော်ပြီးတော့4နှစ်4နှစ်ကဒီရှိဒီတူဒီတက်နော်၄ခုလို့၄နှစ်တူကတော့မထည့်တော့ဘူးเนาะမြို့ ကြိုက်တဲ့လူကတော့ဒီလေးနဲ့ဒီလိုကတ်ထုံနော်ကျမတော့ဒီလောက်ပဲပြီးမယ်ဒါဆိုတော့2 4 6 9ကွက်9ကွက်ဒါလည်းအာထုအဲ့ဒါတော့ရတယ်လေးနဲ့ကြိုက်တဲ့လူကဗာကြံသေးလေဆိုရင်လေးနဲ့ဆိုရင်လေးခွန်လို့ လေးနှစ်တို့နော်အဲ့ဒါလေးတော့ကြံသေးတယ်ကျမမကြိုက်လို့ထားခဲ့တာကျမကြိုက်တာလေးတွေကျမတွေ့ပြီးတာနော်အနှစ်ဖန်ကိုဒီကိုလေး6ကတော့ဒါအမျိုးတို့ဒီအမျိုးတို့ရှိမှာအချင်းရှိလို့ရှိရင်ကတ်တာထိုးနော်အမျိုးတို့ကြည့်ဦးကြည့်ရမယ်ကြည့်ပဲအဲ့ဒါအဲ့ဒါဆိုရင်မနက်ဖြန်6ရက်တောက်ကြမနေ့ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလေလေရရှိနိုင်ကြပါစေ။